ကျွန်တော်တို့စားသုံးတဲ့စားစာတစ်ခုကဒေတာတစ်ခုဒါမှမဟုတ်လို့ရှိရင်ယာဒီအပိုင်းခြားတစ်ခုကိုဖော်ပြပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီစားစာတစ်ခုရဲ့တန်ဖိုးကဘာနဲ့မှနှိုင်းရှင်လို့မရအောင်ကြီးမားတယ်ဆိုတာကိုကျွန်တော်တို့သိကြမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ကျွန်တော်မွန်ပြည်နယ်မှာပဲတွေ့ရတဲ့ဖျောင်းနှံတဲ့တင်လေးနဲ့ကျွန်တော်တို့ယာဒီစားကျွန်တော်တို့မဟာတကြံနဲ့လိုက်ဖက်တဲ့တကြံထမင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အလုံးလေးအလွယ်တကူချက်စားလို့ရအောင်ကျွန်တော်ကတော့ဆန်တစ်ခွက်ကိုရေမြများနဲ့ကျွန်တော်တဲထားလိုက်ပါမယ်ဒါကတော့တကြံတမင်းဆိုရင်ရွာတွေမှာအိုးကြီးနဲ့တဲကြရတယ်ပေါ့နော် တကြံထမင်းကကျွန်တော်တို့ပေါင်းအုံးနဲ့တည်လို့မရဘူးပေါ့နော်သူကကြတော့ကျွန်တော်တို့ဆန်ပြုတ်လိုမျိုးအဲ့လိုမျိုးထမင်းဖွဲ့ဖွဲ့လေးရတဲ့အထစ်ကိုတည်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီတိုင်းအိုးတွေနဲ့ပဲတည်ပါတယ်ပြီးလို့ရှိရင်တော့ဒီတကြံစာကြော်ထဲမှာထည့်ဖို့အတွက်ကိုစက်သွန်တွေကိုလည်းကျွန်တော်တစ်လုံးကို၄ဘိုင်းပိုင်းလိုက်ပါမယ်ပိုင်းပြီဆိုလို့ရှိရင်တော့သူ့ကိုကျွန်တော်တို့ဒီလိုမျိုးအဖက်လေးတွေကွာအောင်ကျွန်တော်တို့ခွာထားပေးလိုက်ပါမယ်ရည်စေးခြင်းလည်းရပါတယ်မစေးလည်းအဆင်ပြေပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ဒီလိုမျိုးအဖက်လေးတွေခွာထားပေးလိုက်ပါမယ်စက်သွန်ကတော့အချိုတက်လေးနဲ့ဆိုလို့ရှိရင်တော့အရန်ကောင်းပါတယ် ကျွန်တော်တကြံထမင်းကထမင်းအလုံးမကွဲမချင်းကိုချက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရေအရန်သုံးရပါတယ်ရွာတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့မနှက်စောစောထားချက်ရတယ်ပေါ့နော်ရေခန်းဝိုင်းရေထက်ထည့်ပြီးတော့ကျွန်တော်တို့ဆန်လုံးကွဲတဲ့အထိကိုချက်ရပါတယ် တကြံထမင်းနဲ့စားဖို့အတွက်ကိုကျွန်တော်တို့တချို့ရွာတွေမှာဆိုလို့ရှိရင်တော့ငချောက်ကိုထောင်းပြီးတော့အစာအနေနဲ့သုံးတယ်ပေါ့နော်ဒီနေ့ကျွန်တော်သုံးပြထားတာကကြတော့ကျွန်တော်ကပစွန်ချောက်ကိုသုံးထားပါတယ်ပစွန်ချောက်အရန်လဲအကောင်မကြီးပါဘူးပြီးရင်ရေစိမ်ထားလိုက်ပါမယ်ပြီးလို့ရှိရင်တော့သူအစာမှာထည့်ဖို့အတွက်ကိုကျွန်တော်ကတော့တရက်သီးသုံးလုံးကိုသုံးပါတယ်ဒါကတော့မိမိလိုတလောက်သုံးလုံးရပါတယ်တရက်သီးကိုလည်းအခွန်ခွာပြီးလို့ရှိရင်ကျွန်တော်တို့ချစ်လေးနဲ့ချစ်ထားပါမယ်တရက်သီးအရန်များသွားရင်လည်းအရန်ချင်းသွားတတ်တယ်ပေါ့နော် ဒီရာသီကတရက်တည်းရန်ပေါ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့ရာသီစာတစ်ခုလိုလည်းပြောလို့ရပါတယ်။ဒီထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေကအရင်ကြီးခက်ခက်ကဲကဲမဟုတ်ဘူး။ကျွန်တော်တို့လက်လံမိတဲ့နေရာမှာရနိုင်တဲ့ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးအလွယ်တကူလှုပ်ရှားလို့ရပါတယ်။အင်းတော့ရေစိမ်ထားတဲ့ပုံစံကြောက်တွေကိုကျွန်တော်တို့ညက်အောင်ထောင်းပါမယ်။ကျွန်တော်တို့တုံထားတဲ့ပုံစံကြောက်ကအရင်အကြီးလည်းမဟုတ်ဘူး။ဒါဈေးတတော်လေးနဲ့ပေါ့နော်။ကျွန်တော်တို့ဒီအရသာရှိတဲ့တကြံစာလေးကိုလည်းကြော်စားလို့ရပါတယ်။ကျွန်တော်တို့ဒီပုံစံကြောက်ကိုလည်းညက်တဲ့အထိကိုကျွန်တော်တို့ထောင်းလိုက်ပါမယ်။ဒီလိုအနေထားဆိုရပါပြီခင်ဗျာ။ တချို့ရွာတွေမှာကတော့အုံတို့မသုံးဘူးကျွန်တော်ဒီနေ့ချက်ပြမှာကတော့အုံတို့သုံးထားပါရတယ်ကျွန်တော်ရွာတွေမှာဆိုလို့ရှိရင်အလူလုံးတော့မယ်ဆိုရင်ကာလသမီးကာလသားတွေကသွားပြီးတော့ဒီကိုအုံသီးတွေခွဲပေးရတယ်အုံတို့တွေညှစ်ပေးရတယ်ပြီးလို့ရှိရင်တော့ဒီအုံတို့ကိုပေါ့နော်ကျွန်တော်တို့ရည်ဒီပါလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရည်အနေငယ်ခန်းသွားအောင်မိပြပြင်းလေးနဲ့ကြိုပေးရပါတယ်ပြီးလို့ရှိရင်တော့ပုဂံတစ်ခုထဲမှာကျွန်တော်တို့ဖယ်ထားပေးရပါတယ်အုံတို့ပါလို့ရှိရင်တကြံစာကြောကပို့ပြီးတော့လဲမွေးသလိုပို့ပြီးတော့လဲစားကောင်းပါတယ်ဆက်စိတ်လေးနဲ့အရန်ကုန်မှာကောင်းပါတယ်ခင်ဗျာ အချိန်ကြာကြီးတည်ထားတဲ့ထမင်းကလည်းအခုဆိုဆန်လုံးကွဲစားပြူလာပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စစ်ထားလို့ရပါပြီဒီထက်ပြော့တာစားခြင်းနဲ့ဆိုလို့ရှိရင်တော့နည်းနည်းလေးထပ်တည်ပေးလိုက်ပါကျွန်တော်ကတော့စကားထဲကိုထည့်ပြီးတော့စစ်ထားလိုက်ပါမယ်ဒါကတော့ရေစစ်ထားတာပါပြီးရင်တော့တကြံထမင်းနဲ့တွဲစားဖို့ကိုကျွန်တော်တို့ငရုတ်တီကြောက်ကြော်ပါမယ်။စီပူပူထဲမှာကျွန်တော်တို့ငရုတ်တီကိုထည့်မယ်။ပြီးလို့ရှိရင်မတူးအောင်ဂယူးဆိုင်ပြီးတော့ ပညာလေးလှန်ပေးပါမယ်လှန်ပေးပြီဆိုလို့ရှိရင်တော့ကျွတ်သွားပြီဆိုရင်ကျွန်တော်တို့ဒီပကံလေးတစ်ခုထဲမှာအေးအေးခံထားလိုက်ပါမယ်ပြီးရင်တော့ကျွတ်ကျွတ်အိတ်လေးနဲ့ကျွန်တော်တို့စီးပြီးတော့ကျွန်တော်တို့တင်ထားလို့ရပါတယ်ဒါကတော့တကြံထမင်းနဲ့တွဲစားပါတယ်တကြံထမင်းကအေးအေးလေးတကြံစာကြောကစစိမ့်လေးနဲ့ဆိုတော့ငရုတ်တီတောက်လေးကြိုက်လို့ရှိရင်တော့အရန်ကုန်မှာစားကောင်းတယ်ကျွန်တော်တို့စားစာတစ်ခုဖြစ်ပါတယ် ီးရင်တော့တကြံစာကျော်စာကျော်ပါမယ်တကြံစာကျော်ကျော်ဖို့အတွက်ကိုစီပူပူထဲမှာခုနကကျွန်တော်တို့အဖက်လိုက်ခွာထားတဲ့ကျွတ်တွန်တွေကိုစီလေးနဲ့ဒေစာလေးလှိပ်ပါမယ်အခုလှိပ်ပြီးတော့အခုပစုံသားတွေထည့်လို့ရှင်အဆင်မပြေဘူးပေါ့နော်ဒီကျွတ်တွန်လေးကလည်းအနံ့လေးမှုေးလာပြီးတော့အိတ်သွားတယ်ပြီးလို့ရှင်နူးသွားတယ်ဆိုတဲ့အနေအထားရောက်သွားမှကျွန်တော် ပဇွန်ကြောက်ကိုထည့်ပါမယ်ပဇွန်ကြောက်ကိုလက်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဒီကျက်တော့အနေနဲ့တေချာလေးမှွင့်မယ်ဒီနေရာမှာကျွန်တော်တို့ဆနွဲမုတ်ထည့်လို့ရတယ်ဆနွဲမုတ်ကိုကြိုပြီးတော့လည်းထည့်ထားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ဒီလိုအနေထားကိုရောက်မှထည့်လဲရတယ်ပေါ့နော်တချို့ကြတော့မကြိုက်ရင်လည်းမထည့်နဲ့ပေါ့နော်မထည့်ခြင်းလည်းရပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီစားပေါ့နော်စားလေးအနေငယ်ထည့်ပါမယ်စားလေးထည့်မယ်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ခုနကကြိုလာတဲ့အုံနှုတ်ကိုထည့်ပါမယ်အုံနှုတ်ကကျွန်တော်ကတ်နေတာဖြစ်လို့ရှိရင်တော့ကျွန်တော်ရည်လေးအနေငယ်ထည့်ပြီးတော့ ထက်ထည့်လိုက်ပါမယ်ပြီးလို့ရှင်ဒါတွေအားလုံးကိုကျွန်တော်တို့တေချာလေးတမအောင်ရုံးမွေမယ်ဒီမီအေးအေးလေးနဲ့ပဲပေါ့နော်ဒီ တကြံစာကြော်လေးမကတ်အောင်လဲဂယူဆိုင်ရမယ်ဒါဆိုလို့ရှိရင်တော့အနံ့လေးမမွေးလေးနဲ့ကျွန်တော်တို့အုံနုံနံသင်းနေတယ်ကျွန်တော်တို့အုံနုံနံလေးသင်းနေတယ်တကြံစာကြော်လေးရပါပြီပြီးလို့ရှိရင်တော့အချင်းအတွက်ကိုကျွန်တော်ခုနကချစ်ထားတဲ့တရက်တီကိုထည့်ပါမယ်တရက်တီကိုလည်းမမိလို့တလောက်ပေါ့နော်တေချာချိန်ပြီးတော့ထည့်ပါအရန်များသွားရင်လည်းအရန်အချင်းစုသွားပါမယ်နဲသွားလို့ရှိရင်လည်းစားမကောင်းဘူးပေါ့နော်ဒါကြောင့်မို့လို့တေချာလေးချိန်ထည့်ဖို့ကိုအကြံပြုချင်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အရသာအတွက်ကိုစားလေးနဲ့ငယ်ထည့်မယ်ရေလေးနဲ့ငယ်ထည့်ပြီးလို့ရှိရင်တော့ဒီမီးလေးပေါ်မှာပဲကျွန်တော်မီးအေးလေးနဲ့ မှွေပါမယ်မှွေပြီးလို့ရှိရင်တော့ဒါဆိုလို့ရှိရင်စီလေးဝေးတက်လာတဲ့အရန်အနံ့ကိုမှွေတဲ့ကျွန်တော်တို့တကြံစာကြော်လေးရပါပြီ ပြီးရင်တော့ကြံထမင်းထဲမှာဆန်းစားတဲ့ကျွန်တော်ဖျောင်းရည်လေးလုပ်ပါမယ်တချို့ကတော့အုံးဆန်ခွဲကိုမီးဖုတ်ပြီးတော့လုပ်ကြတယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေ့မှာအလွယ်တကူပဲလုပ်ပြထားပါတယ်ကျွန်တော်တို့ဒီအိုးတဲအိုးကိုကျွန်တော်တို့မီးလေးအပြင်တိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဖျောင်းထည့်လိုက်ပါမယ်ဖျောင်းထည့်ပြီးလို့ရှိရင်တောက်ရည်လေးထည့်မယ်ပြီးလို့ရှိရင်တော့ဒါကအနံ့ရသွားပြီပေါ့နော်ဒါရည်ထဲမှာအနံ့နေရပျော်ဝင်သွားပြီပြီးလို့ရှိရင်တော့ရေခဲတုံးလေးတွေထည့်ပြီးပြီဆိုလို့ရှိရင်တော့ကြံထမင်းနဲ့တွဲစားတယ်ဖျောင်းရည်လေးရပါပြီ ါဒီနေ့ကျွန်တော်လှုပ်ပြသွားတာကကျွန်တော်တို့မွန်ပြည်နယ်ကလူတွေအမျက်တနိုးစားကြတယ်မွန်ပြည်နယ်မှာပဲတွေ့ကြတယ်တခြားပြည်နယ်တိုင်းကလူတွေဆိုလို့ရှိရင်မွန်ပြည်နယ်ကိုရောက်လို့ရှိရင်အရန်ကိုထူဆန်းတယ်ကျွန်တော်တို့ကြံထမင်းလေးလှုပ်ပြလိုက်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနွေရာသီရဲ့အပူတန်းကိုအန်တုပြီးတော့မဟာတကြံကာလာနဲ့အရန်ကိုမှလိုက်ဖက်တယ်ကျွန်တော်တို့ဒီမွန်ပြည်နယ်ရဲ့အစင်လာကြီးပါတယ်တကြံထမင်းနဲ့ကျွန်တော်တို့တကြံစာကျော်လေးကိုလှုပ်ပြပြီးတော့တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်လူကြီးကြီးအတွက်လည်းအဆင်ပြေပါတယ်လူကြီးတွေအစာစားမဝင်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ထမင်းပြော့ပြော့လေးနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့စားလို့လည်း ဲဝင်တယ်ရေလေးကအေးအေးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ယင်လဲအေးပါတယ်။နွေရာသီရဲ့အပူတံကိုအန်တုပြီးတော့စိတ်ချမ်းသာကိုကျမ်းမာနဲ့မဟာတကြံကာလကိုဖျက်ဆီးနိုင်ပါစေခင်ဗျာ။